နာဆိုင်ရာတန့်ရှင်းသောမြေတို့ဖျားဘူးတော်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့တင်းတို့နဲ့အတူဖျားတကယ်နှုတ်ကပတ်တော်ကိုလေးလာတဲ့အချိန်ကိုယူပါမယ်ခရိယံဘာသာမှာဖျားဘူးတော်တဲ့လို့ပြောရင်ဘယ်နေရာကိုအများဆုံးတွားပါသလဲခရိယံများစွာကယူရှလင်ကိုတွားကြပါတယ်ဒါဆိုရင်ဝိညာဏဆိုင်ရာတန့်ရှင်းသောမြေကိုဖျားဘူးတော်မယ်ဆိုရင်ဘယ်နေရာကိုတွားရမှာပါလဲဝိညာဏယေရုရှလင်ကိုဖျားဘူးတော်တာကသဘာဝကျတယ်မဟုတ်ပါလား ယေရုရှလင်တို့ဖျားဘူးသွားခြင်းဆိုတာတကယ်အဓိပ္ပာယ်ရှိတဲ့ဖျားဘူးခရီးပဲဖြစ်ပါတယ်။တခြားတန့်ရှင်းသောမြေဖျားဘူးခရီးတွေလည်းရေကြီးပေမဲ့လူတွေဟာယေရုရှလင်ကိုဖျားဘူးသွားတာကိုအဓိပ္ပာယ်အရှိဆုံးလို့မှတ်ယူထားကြပါတယ်။ဒါကြောင့်ကျွန်တော်တို့လည်းဝိညာဏဆိုင်ရာယေရုရှလင်ဖြစ်တဲ့ကောင်းကင်အမေစီလာတာကအဓိပ္ပာယ်အရှိဆုံးဝိညာဏတန့်ရှင်းသောမြေဖျားဘူးခရီးမဟုတ်ပါလား။ဒါကြောင့် ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သူတို့သမီးကဘယ်လိုလုပ်ဖို့ပြောခဲ့ပါသလဲလာခဲ့ပါလို့ပြောခဲ့ပါပဲဝါဆာဒါလာပြီးတော့ဖျားသခင်ကိုတွေ့ဆုံပြီးဖျားသခင်အဖင်သင်တို့မျှော်လင့်တဲ့ဝိညာဏကောင်းခြင်းတဲ့စန္ဒအာလုံးကိုပြည့်စုံပြီးပြန်သွားပါဆိုတဲ့ဖျားသခင်ရဲ့အလိုတော်ကိုဒီနေ့ကျမ်းစာနှုတ်ကပတ်ကတဆင့်အတူလေ့လာကြရအောင်ဂျာရင်ဂျန်ခန့်ကြီးတစ်ကိုအတူကြည့်ကြရအောင် ဂျာရိတ်ကျမ်းအခန်းကြီး1အခန်းငယ်1ကိုကြည့်ရင်ကာလမကြာမမင်းမီဖြာမီအမှုရာများကိုယေရှုခရစ်သည်မိမိအစေခံကျွန်တော်အားပြသခြင်းကဖျားခင်အပ်ပေတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့ထိုသခင်သည်မိမိကောင်းကင်တမန်ကိုစိတ်လွတ်၍မိမိအစေခံကျွန်ယောဟန်အားဗျာဒိတ်တော်အရေးကိုပြတော်မူ၏ ယောဟန်ဒီလေဖယားသခင်ကြီးနှုတ်ကပတ်တော်နှင့်ယေရှုခရစ်တက်သိခံတော်မူချက်ကိုမြင်သမျှအတိုင်းတက်သိခံ၏ကာလအချိန်ရောက်လူနေပြီဖြစ်၍ဤအနာဂတ်ကျမ်းစကားကို ကြည့်ရှုဖတ်ရနားထောင်၍ဒေတာသမျှတို့ကိုစောင့်ရှောက်တော်သူတို့သည်မင်္ဂလာရှိကြ၏ဒီနေ့ကျွန်တော်တို့အာရုံစိုက်ရမယ်အရေးကြီးဆုံးအချက်ကတော့ဝိညာဏဆိုင်ရာတိုက်စင်တော်မြေကိုဖျားဖူးခရီးသွားခြင်းဖြစ်ပါတယ် ဒီရရဲ့ဒိနေတဲ့အဓိပ္ပာယ်ကိုလေ့လာကြည့်ရင်ယေရုရှလင်ကောင်းကင်အမေစီဘယ်သူကလာတယ်လဲဆိုတော့မိခွန်းစီရောက်လာပါတယ်အခန်းငယ်၃မှာဒီဂျိုတင်ဟောစကားတွေကိုကြည့်ရှုဖတ်ရတဲ့သူတွေက မင်္ဂလာရှိပြီးနားထောင်တဲ့သူတွေက မင်္ဂလာရှိပါတယ်အဲ့ဒီထဲမှာရေးထားတဲ့အရာတွေကိုစောင့်ရှောက်တဲ့သူတွေဟာမင်္ဂလာရှိတယ်လို့ပြောထားပါတယ်ကျွန်တော်တို့ဟာဂျိုတင်ဟောစကားနှုတ်ကပတ်ကိုဖတ်ရုံနဲ့မကနားထောင်နေပြီး အဲ့ဒီထဲမှာရှိတဲ့အရာကိုစောင့်ရှောက်နေကြတဲ့အနေအထားမှာရှိနေတယ်မဟုတ်ပါလားကျွန်တော်တို့ဟာအခုဖတ်ရခြင်းနားထောင်ခြင်းနဲ့စောင့်ရှောက်ခြင်းအားလုံးကိုလုပ်နေပါတယ်တမန်ကျမ်းစာဟာလူတိုင်းယေရုရှလင်ကောင်းကင်အမေရဲ့ယဉ်ကျေးစီပြန်လာရမယ်လို့ကြိုတင်ဟောထားပါတယ်အဲ့ဒီဂျိုဒင်ဟောစကားကိုတချို့သူတွေကဖတ်ယုံပဲဖတ်ပြီးတချို့ကတော့နားထောင်ယုံပဲနားထောင်ပြီ ဘာမှမလိုက်လျှောက်တဲ့သူတွေလည်းအများကြီးရှိပါတယ်။ဒီလိုအကျွတ်တင်ဟောစကားကိုကြားလဲမကြားဘူး၊ဖတ်လည်းမဖတ်ဘူးပဲ။အဲ့ဒီလိုအကြောင်းအရာတွေရှိမှန်းတော့မသိတဲ့သူတွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ဇီယုတ်ရဲ့တာသမီတွေအားလုံးဟာကျွတ်တင်ဟောစကားနှုတ်ကပတ်တွေကိုဖတ်ရနားထောင်ပြီးအဲ့ဒီထဲမှာရှိတဲ့အရာတွေကိုစောင့်ရှောက်နေကြပါတယ်။ကျွန်တော်တို့ဟာအခုဖတ်ချင်းကောင်းကြီး ်နားထောင်ခြင်းကောင်းခြင်းနဲ့စောင့်ရှောက်ခြင်းကောင်းခြင်းဒီကောင်းခြင်းတုံးမှုဇလုံးကိုလက်ခံရရှိနေတယ်ဆိုတဲ့အဖြစ်မှန်အတွက်ဖျားသခင်ကိုအမြဲတမ်းကျေးဇူးတင်ခြင်းနဲ့ဘုံတော်ပေးနိုင်တဲ့ကျွန်တော်တို့အားလုံးဆက်ဆက်ဖြစ်ကြရပါမယ်။ဒါဆိုရင်စံစာထဲမှာမှတ်တမ်းတင်ထားတဲ့ချူတင်ဟောစကားနှုတ်ကပတ် ကိုဖတ်ရနားထောင်ပြီးအဲ့ဒီအတိုင်းလိုက်လျှောက်ပြီးစောင့်ရှောက်တာကဖျားသခင်ရဲ့လိုတော်မဟုတ်ပါလား။ဒါဆိုရင်ယေရှုရှင်ကောင်းကင်အမိန့်နဲ့ပတ်သက်ပြီးကျမ်းစာမှာဘယ်လိုကြိုတင်ဟောပြောထားလဲဆိုတာကို ဂလာတိဩဝါဒစာခန်းကြီး၄အခန်းငယ်26မှာအထူးကြည့်ကြရအောင်ဂလာတိဩဝါဒစာခန်းကြီး၄အခန်းငယ်26ကိုကြည့်ရင်အပေါ်မှာရှိသောယေရုရှလင်မြို့မူကဘာလို့ပြောပါသလဲခတ်တိုင်းသောငါတို့၏အမိဒီဟုသောကျွန်မမဟုတ်သောမိန်းမဖြစ်သည်။ဒီမြေကြီးပေါ်မှာဒါဝိကတိဆောက်ခဲ့တဲ့ယေရုရှလင်လို့ခေါ်တဲ့မြို့တစ်မြို့ရှိတယ်မဟုတ်ပါလား။ ယောဂလူများစွာဟာတန်ရှင်တဲ့မြေကိုဖျားဘူးခရီးသွားတယ်လို့ပြောရင်သူတို့စိတ်ကရုပ်ပိုင်ဆိုင်ရာယေရုရှလင်ကိုပဲအာရုံရောက်ပြီးသူတို့ရဲ့ခြေလှမ်းတွေကိုအဲ့ဒီကိုပဲရွေ့ရနေကြပါတယ်။ဖျားခြင်းဟာအဲ့ဒီရုပ်ပိုင်ဆိုင်ရာယေရုရှလင်ကနောက်ဆုံးမှဝိညာဏအမေကိုအသိပေးဖို့ဒီမြေကြီးပေါ်မှာအရေးဖြစ်တည်ရှိနေတဲ့မျိုးတစ်မျိုးပဲဖြစ်တယ်ဆိုတာကိုနှုတ်ဆက်ပေးနေတယ်မဟုတ်ပါလား။ ်အပေါ်မှာရှိသောယေရုရှလင်မြို့ကူကခတ်တိန်သောငါတို့၏အမိဒီဟုသောကျွန်မဘုတော်မိန်းမဖြစ်သည်။အခန်းငယ်29ကိုကြည့်ကြရအောင်။ကျမ်းစာလာသည်ကတာမဖွာသောအမြုံမှဝမ်းမြောက်လော့။တာဖွာခြင်းဝေဒနာကိုမခံသေးသောမိန်းမကြွေးကြော်အော်ဟစ်လော့။အကြောင်းမူကားသွန်လာသောမိန်းမသည်လင်းရှိသောမိန်းမထက်တာရွေ့များသောတာတို့ကိုဖွာမြင့်မိဟုလာသည်။ငါအကိုတို့ငါတို့ဒီဣဇက်ကဲ့သို့ဂရိတော်နှင့်ဆက်ဆိုင်တော်သားဖြစ်ကြ၏ထိုခါဇာတိပဂရိအဖျင် ်ဖာသောသားသည်ဝိညာဉ်တော်အဖျင်ဖာသောသားကိုညှင်းဆဲတက်ခဲ့သူထုံနီသူယခုပင်ဖြစ်၏သို့တော်လည်းအဘယ်သို့ကျမ်းစာလာသည်နည်းဟုမူကားကျွန်မနှင့်သူ၏သားကိုနှင်ထုတ်တော့ကျွန်မ၏သားသည်ကျွန်မမဟုတ်သောမိမ၏သားနှင့်အတူအမွေမခံရဟုလာသည်ယခုတွင်ကြီးအကိုတို့ငါတို့သည်ကျွန်မ၏သားမဟုတ်ကျွန်မမဟုတ်သောမိမ၏သားဖြစ်ကြ၏အာမင်ဖြစ်ပါれဂလာတိဩဝါဒစာထဲကအကြောင်းကားတစ်ဆင့် အပေါ်မှာရှိတဲ့ယေရုရှလင်ကောင်းကင်အမေရဲ့တာသမီတွေကအမွေအားလုံးကိုဆက်ခံရမယ်ကောင်းကင်နိုင်ငံတော်ရဲ့အမွေခံတွေဖြစ်တဲ့ဆိုတာကိုတမန်ကျမ်းစာကကျွန်တော်တို့ကိုအသိပေးနေပြီးသားဖြစ်ပါတယ်ဒီအကြောင်းအရာကိုဖတ်ပြီးနားထောင်ရုံပဲမဟုတ်ပဲကောင်းကင်အမေရဲ့တာသမီတွေအဖြစ်အမြဲယက်တည်နေတဲ့ကျွန်တော်တို့ဖြစ်ကြရမယ်မဟုတ်ပါလား ဒါဆိုရင် ကောင်းကင်အမေရဲ့သာသမီဖြစ်လာခြင်းနဲ့ပတ်သက်ပြီးဗျာဒိတ်ကျမ်းအခန်းကြီး22ကိုတစ်ချက်ဖွင့်ကြည့်ကြရအောင်။ကျမ်းစာထဲမှာနောက်ထပ်တခြားကျွတ်တွေဟောကြားချက်မြင်ကွင်းတွေကိုဗျာဒိတ်ကျမ်းအခန်းကြီး22မှာလေ့လာကြည့်ကြရအောင်။အခန်းကြီး22အခန်းငယ်19ကိုကြည့်ရင်ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သရုပ်သမီးကဝိညာဉ်တော်ကတော့တုံမတဆူရအဖေဖျားခြင်းကို ဆိုလိုပါတယ်။ ျွန်တော်တို့အဖေရဲ့မင်္ဂလာဆောင်သရိုသမီးကကျွန်တော်တို့အတွက်ဘာသူပါလဲအမေဖြစ်ပါတယ်ယေရှုပြုပြီးအဖေနဲ့အမေကဘာပြောနေလဲဆိုတာကိုသေချာနားထောင်ကြည့်ပါအဖေနဲ့အမေကဘယ်လိုလုပ်ပါလို့ပြောပါသလဲလာခဲ့ပါဦးဆိုကြ යි ကြာသောသူကလည်းလာခဲ့ပါဦးဆိုပါစေရင်ငတ်တော်သူဒီလာပါစေအလိုရှိတော်သူဒီအဖို့ကိုမပေးဘဲအသက်ရည်ကိုယူပါစေဟာရှိဒရာကိုယစမီ နောက်ဆုံးမှကျွန်တော်တို့ဟာသာရသက်ကိုရရှိဖို့အတွက်အဖေနဲ့အမေစီကိုတွားရမယ်မဟုတ်ပါလားကဘာတဝန်းလုံးကလူများစွာဟာတခြားနေရာတွေထက်ယေရုရှလင်ကိုဖျားဖို့ခရီးထွက်ချင်ကြပါတယ်ယေရုရှလင်ကိုတစ်ချိန်လောက်တွားရောက်ရဖို့ကတသက်တာလုံးအတွက်ဆန္ဒအဖြစ်ခံယူထားတဲ့သူတွေလည်းတကယ်များပါတယ် ကျွန်တော်တို့အမှန်တကယ်ရှာတွေ့ရမယ်။သာရအသက်နဲ့အသက်ရဲ့အရင်းမြစ်ကဘယ်မှာရှိလို့ပါလဲ။ကောင်းကင်အဖေနဲ့ကောင်းကင်အမေစီမှာရှိလို့မဟုတ်ပါလား။အဖေအမေကမပေးဘူးဆိုရင်အသက်ရဲ့ကမတည်ရှိနိုင်ပါဘူး။ရင်ကတော်သူဒီလာပါစေ။အလိုရှိတော်သူဒီအဖိုးကိုမပေးဘဲအသက်ရဲ့ကိုယူပါစေလို့ပြောထားပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဟာစံစာရဲ့ကြိုတင်ဟောစကားအတိုင်း ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သူတို့သမီးဖြစ်တော်မူတဲ့အဖေဖျားခင်နဲ့အမေဖျားခင်ကဲဝတ်တော်မူတဲ့နေရာကိုရှာဖွေရမှာဖြစ်ပါတယ်။အဖေဖျားခင်နဲ့အမေဖျားခင်ကိုတွေးဆနိုင်တဲ့သူတွေဟာဒီကဘာပေါ်မှာကောင်းကြီးရှိဆုံးလူတွေဖြစ်တယ်လို့မှတ်ယူနိုင်ပါတယ်။ကျွန်တော်တို့ဟာအမှန်တကယ်မင်္ဂလာရှိတဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်တို့ဟာယေရှုရှင်ရဲ့ရင်ခွင်ထဲမှာပွေဖက်ခံရခဲ့ပြီးပြီဖြစ်ပြီးတော့ ယေရုရှလင်စီကနေနှင်းသိမ့်မှုကိုရရှိနေပြီးယေရုရှလင်ကခွင့်ပြုပေးတဲ့အတိတ်ကောင်းကြီးအားလုံးထဲမှာတည်နေကြတဲ့ဆိုတာကိုအမြဲတမ်းမမေ့တဲ့ကျွန်တော်တို့အားလုံးဆက်ဆက်ဖြစ်ကြရပါမယ်။ဒါကြောင့်တမန်ကျမ်းစာကကြီးကျူးဖတ်ရနားထောင်၍ရေသားသမ ्या တို့ကိုစောင့်ရှောက်တော်သူတို့သည်ဘာရှိရလို့ပြောပါတယ်လဲ။မင်္ဂလာရှိကြ၏လို့ပြောခဲ့ပါတယ်။ ဒါကြောင့်နောက်ဆုံးမှာယေရှုရှင်ကောင်းကင်မေစီကိုလာကြတဲ့လူတွေဟာဝိညာဏဆိုင်ရာတန်ရှင်သောမြေကိုဖျာဖူးသွားတဲ့သူတွေလို့မြင်နိုင်ပါတယ်။ယေမိနာဂတိကျမ်းအခန်းကြီး၃ကိုဖွင့်ကြည့်ကြရအောင်။ကျမ်းစာနဲ့ပရောဖက်တွေဟာဒီလိုမျိုးနေရာအနက်မှာယေရှုရှင်နဲ့ပတ်သက်တဲ့ကျွန်းဝင်ဟောစကားကိုမှတ်တမ်းတင်ခဲ့ပါတယ်။ခိုင်တုံခန်းငယ်၁၈ဖြစ်ပါတယ်။အခန်းကြီး၃ခန်းငယ်၁၈ကိုကြည့်ရင် ်ထိုအခါယေရှလင်မြို့ကိုသာရဖျားကြီးပလင်ဟူ၍ခေါ်ကြလိမ့်မည်လူမျိုးပေါင်းတို့သည်လည်းမလုံးကြမှပါလေသာရဖျားကြီးနာမတော်ကိုအမိပြု၍ထိုပလင်တို့စီဝေးကြလိမ့်မည်လူမျိုးပေါင်းတို့သည်လည်းထိုပလင်တို့ဆိုတာကဘယ်နေရာကိုယဉ်ညွတ်နာပါလေယေရုရှလင်တို့စီဝေးကြလိမ့်မည်နောက်တစ်ဖန်မိမိတို့၌စိုးစောစိတ်နှလုံးခိုင်မာခြင်းသဘောသို့လိုက်ပြီးမချင်ရကြထိုကာလ၌ယူရအမျိုးသည့် ဣဒရလအမျိုးနှင့်ပေါင်းဖို့လေမြောင်မျက်နှာအရက်ကတစုတည်းလာ၍တင်းတို့ဘဝေးများအမွေခံဖို့ငါပေးဘူးတော့ပြီလို့ရောက်ကြလိုက်ပြီအခုဒီမှာကြည့်ရင်ယေရှုရှင်မြို့ကိုသာဝရဖျားကြီးပလင်ဟူ၍ခေါ်ကြလိုက်ပြီလူမျိုးပေါင်းတို့သည်လည်းထိုပလင်တို့စီဝေးကြလိုက်ပြီလို့ရေးထားပါတယ်လွယ်လွယ်ပြောရရင်ဒါအတန်ရှင်သောမြို့ကိုဖျားဘူးသွားတာဖြစ်ပါတယ်လူအလုံးကယေရှုရှင်ကောင်းကင်အမေရဲ့ဘုံတော်ကိုမြင်ပြီး အဲ့ဒီကိုစီဝေးလာချမယ်ကြိုတင်ဟောပြောထားတဲ့နေရက်ကကျင်းသေးရောက်လာမှာဖြစ်ပါတယ်ယေရမိကျမ်းဟာခမန်းကြီးလွန်ခဲ့တဲ့နှစ်ပေါင်း2900လောက်ကရေးထားတဲ့ကြိုတင်ဟောစကားဖြစ်ပါတယ်ဆေရှာယနဂတိကျမ်းခရင်66ကိုထပ်ဖွင့်ကြည့်ကြရအောင်ယေရုရှလင်မှာနှစ်သိမ့်မှုရရှိမဲ့အကြောင်းနဲ့ပတ်သက်ပြီးပရောဖက်ဟေရှာယကဒီလိုမျိုး ကြိုတင်ဟောပြောခဲ့ပါတယ်ဟေရှာယနဂတိကျမ်းခရင်66ခန်းငယ်30ကိုကြည့်ရင် 예루살렘을 사랑하는 자여 예루살렘 묘고 치다우가 바우노 뚜네두 와묘쇠난 자로 예루살렘 묘드에 세임다 니다우가바노 뚜네두 얼론 묘자로 그와 는 두이 나진 따먀고 소위 와자래미 두 시대인 저와진 태가 초유유 모여자래미 하여즐거워무디가 미개도 찬나고 စီသောရေကဲ့သို့တဘာမျိုးသားတို့၏စည်းစိမ်ကို၎င်းရေရှင်လက်မျိုးတို့ငါရောက်စေမည်တင်တို့သည်တာမျက်ကိုဆွ၍ခါ၌ချီခြင်းဂျူဘောမှမြှူခြင်းကိုခံစားရကြလိမ့်မည် အမိသည်တာငဲ့ကိုနှစ်သိမ့်စေတကဲ့သို့တင်တို့ကိုငါနှစ်သိမ့်စေမည်ရေရှင်လက်မျိုး၌ချမ်းသာရကြလိမ့်မည် လူမျိုးပေါင်းကယေရုရှလင်စီကိုစီဝဲကြမှဆိုတဲ့ကြိုတင်ဟောစကားအပြင်ခေချာရအခန်းကြီး66မှာယေရုရှလင်ကိုချစ်မြတ်နေတဲ့သူတွေအားလုံးကသူ့ရဲ့ဒူဘော့မှာမြှုပ်ချင်းခံရပြီးယေရုရှလင်စီကနေနှစ်သိမ့်မှုကိုရရှိမဲ့အကြောင်းနဲ့ပတ်သက်တဲ့ကြိုတင်ဟောစကားကိုဒီလိုမျိုးပြောပြနေပါတယ်။အခန်းကြီး60ကိုတွားကြည့်ကြရအောင်။ခေချာရနာဂတိကျမ်းအခန်းကြီး60အခန်းငယ်1ကိုအတူကြည့်ကြရအောင်။တင်ထလော့လင်းလော့တင်းအလင်းရောက်လာပြီး ထာဝရဘုရားကြီးဘုံတော်တည်တင်းရဘောမှာပေါ်ထွန်းလဲရှိကြည့်ရှုတော့မောင်မိုက်ဒီမြေကြီးကိုဖုံးလွှမ်းလိုက်ပြီသူတတ်တော်မောင်မိုက်ဒီလူများကိုဖုံးလွှမ်းလိုက်ပြီသို့တော်လည်းတင်းရဘောမှာထာဝရဘုရားကြီးပေါ်ထွန်းတော်မူ၍ဘုံတော်တည်တင်းရဘောမှာထင်ရှားလဲရှိလိမ့်မည်တပါးမြို့သားတို့သည်တင်းရလင်းတို့၎င်းရှင်မြင်းတို့သည်တင်၌ပေါ်ထွန်းခြင်းအကြောင်းသို့၎င်းနာကြလိမ့်မည်အရရတို့မျှော်ကြည့်တော့ခတ်သိမ်းသောသူတို့သည် စုဝေ၍ တင့်တန့်သူလာကြ၏တင်းဤသားသမီးတို့သည်အဝေးကလာ၍တင်းဤအနားမှမွေစားခြင်းကိုခံကြလိမ့်မည်ထိုကတင်းသည်ကြောက်ရွံ့ခြင်းနှင့်ရှင်လန်းခြင်းရှိလိမ့်မည်နှလုံးတော်လုံး၍ဝမ်းပြောင်းလိမ့်မည်ဒီမှာအခုဟေရှာယနဂတိကျမ်းအခန်းကြီး60ရဲ့ဂျိုဒင်ဟော့စကာနှုတ်ကပတ်တွေလဲဓာတိကျမ်းအခန်းကြီး1မှာဖော်ပြထားတဲ့ဂျိုဒင်ဟော့စကာနှုတ်ကပတ်တော်ကိုကြည့်ရှုဖတ်ယူ နားထောင်ရေးရေးသားသမားတို့ကိုစောင့်ရှောက်တော်သူတို့ဒီမင်္ဂလာရှိကြ၏လို့ပြောထားတဲ့အမျိုးသားထဲမှာပါဝင်တဲ့ကျိုတင်ဟောစကားတွေဖြစ်ပါတယ်။လူများစွာဟာတန့်ရှင်းတဲ့မြေကိုဖျားဘူးသွားတဲ့အခါရုပ်ပိုင်းဆိုင်ရာယေရှုရှင်ကိုရှာကြပေမဲ့ဇီယုန်သားသမီးတွေကတော့တန့်ရှင်းတဲ့မြေကိုဖျားဘူးသွားဖို့ယေရှုရှင်ကောင်းကင်အမေကိုရှာကြပါတယ်။ဒါဟာလောကလူတွေနဲ့ကျွန်တော်တို့ရဲ့ကွာခြားချက်လို့မြင်နိုင်ပါတယ်။ သူတို့ကရုပ်ပိုင်းဆိုင်ရာအရာနောက်လိုက်ပြီးကျွန်တော်တို့ကတော့ဝိညာဏအရာနောက်လိုက်ပါတယ်သူတို့ကရုပ်ပိုင်းဆိုင်ရာအမြင်ပဲပိုင်ဆိုင်ကြပေမဲ့ကျွန်တော်တို့ကတော့ချိုတင်ဟော့စကာမျက်စိကိုပိုင်ဆိုင်ပြီးယုံကြည်ခြင်းမျက်စိအဖြစ်ဝိညာဏယေရုရှလင်စီကိုဥတည်ပြီးတွားနေကြပါတယ်ခန်းငယ်လေးကိုထပ်ကြည့်ကြရအောင်အရရတုံမျှော်ကြည့်တော့ခတ်တိုင်သောသူတို့သည်စုဝေး၍တင့်ထန်သောလာကြ၏လူအလုံးကယေရုရှလင်ကောင်းကင်အမေရှိစုယုံမိတာကြပါတယ်လောကသူတွေကရုပ်ပိုင်းဆိုင်ရာယေရုရှလင်ကို ဖျားဘူးသွားကြမယ်ဆိုပြီးစုဝေးကြတာဟာဝိညာဏဆိုင်ရာကောင်းကင်သားသမီးတွေအားလုံးကယေရှုရှင်ကောင်းကင်မေရဲ့ရှင်ခွင့်စီပြန်လာကြမယ်အကြောင်းရဲ့ပုံရိပ်ဖြစ်ပါတယ်။အခန်းငယ်လေးကိုထပ်ကြည့်ကြရအောင်။အရရတို့မျှော်ကြည့်တော့ခတ်သိမ်းသောသူတို့သည် စုဝေး၍တင်းထန်တို့လာကြ၏။တင်းသားသမီးတို့သည်အဝေးကလာ၍တင်းရနာမှာမွေးစားခြင်းကိုခံကြလိမ့်မည်။ ကျွန်တော်တို့ရဲ့လက်ရှိပုံစံကိုလူငယ်နဲ့နှစ်ပေါင်း2900တဲကကျွတင်ဟောပြောထားတဲ့နှုတ်ကပတ်ဖြစ်ပေမဲ့အရန်ကိုကြည်ကြည်ကြကြဖော်ပြထားခဲ့ပါတယ်။အခန်းငယ်၈ကိုကြည့်ရင်ငိုတိန်ကဲ့သို့၎င်းမိမိတို့အိမ်တို့ပြန်သောဂျိုမြကဲ့သို့၎င်းပြန်လာသောဤသူတို့ကအဘယ်သူဖြစ်ကြလိမ့်မည်နည်းအခန်းငယ်၁၂ကိုတွားကြည့်ကြရအောင်အချင်းပြင်းနှင့်အချင်းနိုင်ငံသည်တင်းရမှုကိုမဆောင်ထုတ်ပြင်းနှင့်ထုတ်နိုင်ငံသည်ပြည့်စည်ရလိမ့်မည်ထို့သောတိုင်းနိုင်ငံတို့သည်တုတ်တင်မဲ့ချင်းကြီးကိုအမှန်ခံရကြလိမ့်မည် အခန်းငယ်၁၄မှာတင်းကိုညင်သေးတော်သူတို့၏သားတို့သည်တင်းနှံ့တို့လာ၍ဥချကြလိမ့်မည်။တင်းကိုမချိမဲပင်ပြုတော်သူအပေါင်းတို့သည်တီးချဲ့ရင်း၌ဝန်းနေကြလိမ့်မည်။ခါရဖျား၏မြို့ဣတိဒလအမျိုး၏ဆန့်ရှင်တော်ဖျား၏ဇီယုံမြို့ဟူ၍တင်းကိုတမောက်ကြလိမ့်မည်။အခန်းငယ်၂၀မှာနောက်တစ်ပတ်တင်းနေသည်မဝင်ရတင်းလာသည်လည်းမဆုတ်ရ။ခါရဖျားသည်တင်း၌အထာဝရအလင်းဖြစ်တော်မူ၍စိတ်မတကြီးတွားရာကာလကုန်လိမ့်မည်။အခန်းငယ်၂၂ သူငယ်တယောက်စီလူတစ်ထောင်ဖြစ်ရလိမ့်မည်။အာနေသောသူတစ်ယောက်စီအာကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ငါထာဝရဘုရားသည်အချိန်ရောက်ရင်ထိုမှုကိုနှိုးဆော့မည်။ယေရုရှလင်ရဲ့ဘုံတော်ကတစ်ကမ္ဘာလုံးမှာဒီမောင်ဝိုင်းနေတဲ့လောကမှာတောက်ပစွာထွန်းလင်းမဲ့နေမှာတစ်ကမ္ဘာလုံးကလူမျိုးအပေါင်းတို့ကယေရုရှလင်ကောင်းကင်အမေရဲ့ရင်ခွင်စီပြန်လာကြမှာဖြစ်ပါတယ်။ယေရုရှလင်ဟာဒရမနီဖူမရော돌아오게되는데 အခုကျွန်တော်ရဲ့ဒီနေရာကတကယ်ကိုဖျားသခင်ပေးတဲ့ကောင်းကြီးမဟုတ်ပါလားလို့တွေးမိပါတယ်။ဒါကြောင့်ဝိညာဏဆိုင်ရာတန့်ရှင်းသောမြေကိုဖျားဘူးသွားခြင်းရဲ့အလယ်ဘုံမှာယေရှလင်ကောင်းကြီးမြေရှိတယ်ဆိုတာကိုတမန်ကျမ်းစာနဲ့ပရောဖက်တွေအားလုံးကကြွတင်ဟောပြောနေပါတယ်။လူမျိုးပေါင်းတို့သည်ထိုပလင်တို့စည်းဝေးကြလိမ့်မည်။ဒီလိုမျိုးကြွတင်ဟောစကားတွေနဲ့တမန်ကျမ်းစာကိုအပြည့်ဖြည့်ထားပါတယ်။ဟေရှာယနဂတိကျမ်းအခန်း49ကိုတစ်ချက်တွားကြည့်ကြရအောင်။ ေရှားနာဂတိကျအခန်း49အခန်းငယ်18ကိုကြည့်ရင်အရရတော့မျှော်ကြည့်တော့ဤသူအပေါင်းတို့သည်စုဝေး၍တင်းထန်သောလာကြ၏သာရပြမိန်တော်မူသည်ကငါအသက်ရှင်သည်ဖြစ်၍တင်းသည်တင်းနေသောအဝတ်ကိုဝတ်တကဲ့သို့ဤသူအပေါင်းတို့ကိုဝတ်လိုက်မည်မင်္ဂလာဆောင်သူတို့သမီးပြုသည့်ဤသူတစားဆင်လိုက်မည်တင်း၌တုတ်တင်ပတ်ရှင်သောအရက် ပျက်စီးသောပြည်သည် နေသူများသောကြောင့်ကျင်ကြလိမ့်မည်။တိဟုကိုက်ဆောက်သောသူတို့သည်လည်းဝေကြလိမ့်မည်။တိသားများဆုံးပြီးမှတဖန်ရပြန်သောသားတို့ကနေရာမလောက်ပါ။နေကြရရက်ကိုပေးပါဟုတင့်အားတောင်းကြလေဦးမည်။တင်းကလည်းဤသူတို့ကိုငါအဘယ်သူဖားစေသနည်း။ငါသည်တာဆုံးသောသူစိတ်ညံလဲနေရသောသူ။ နှင်ထုတ်ခြင်းကိုခံရသဖြင့်အဝေးတို့လဲရသောသူဖြစ်၍ဤသူတို့ကိုအဘယ်သူမွေးစားသနည်းငါသည်တယောက်ခဲနေရသည်ဖြစ်၍ဤသူတို့သည်အဘယ်မှရှိကြသနည်းဟုအောက်မေ့လိမ့်မည်အရှင်သာရဘုရားမိန်တော်မူသည်ကကြည့်ရှုတော့ငါသည်အတိုင်းတိုင်းအပြည့်ပြည့်တိုင်းနေသောလူမျိုးတို့အားလက်ကိုချီ၍အလံကိုထူသဖြင့်သူတို့သည်တင်းသားသမီးတို့ကိုလက်နှင့်ပွေလျက်ပခုံးပေါ်မှာထမ်းလျက်ဆောင်ရွက်ကြလိမ့်မည် ရှင်မင်းတို့သည်တင်းဘတွေမိဖုရားတို့သည်တင်းကိုမွေစားသောအမိဖြစ်ကြလိမ့်မည်တင်းရှိမှာဥညွတ်ပြဖို့၍တင်းချိန်၌မြေမုတ်ကိုရကြလိမ့်မည်ငါသည်ခြာဝရဖျားဖြစ်ကြောင်းကို၎င်းငါကိုမျောလင့်သောသူတို့သည်ဆက်ကြောက်ခြင်းမရှိကြောင်းကို၎င်းတင်းသိလိမ့်မည်나를바라는자는수치를당하지아니하리라하였습니다.이사야나가리자카일레사구마베타래 တုတ်ကပတ်လဲကောင်းကင်ယေရုရှလင်မေယာရင်ခွင်စီပြန်လာတဲ့သာသမီတွေအကြောင်းကိုပြောပြပေးနေပါတယ်။ဟေရှာနာဂဒီဂျန်ခိုင်း62ကိုတွားကြည့်ကြရအောင်။ဟေရှာနာဂဒီဂျန်ခိုင်း62အခန်းငယ်6ဖြစ်ပါတယ်။အိုယေရုရှလင်မြို့နင်းကြမပြတိတ်ဆိတ်စွာမနေရသောလူဆောင်တို့ကိုတင်းမျိုးရုပ်ပေါ်မှာငါထားပြီးခရရပြောက်ကိုအောင်းမေ့စေသောသူတို့ ိတ်ဆိတ်စွာမနေကြနဲ့ဖျားသိခင်ကဘယ်သူကိုကြည်ထောင်ပါတယ်လဲယုရှလင်ကိုတီထောင်နေဆိုတာဟာယုရှလင်ဝိညာဏကောင်းကင်အမေရဲ့တရှိမှုကိုကျွန်တော်တို့သားသမီးတွေစီသိစေတာကိုဆိုလိုပါတယ်ယုရှလင်မြို့ကိုအမြဲတည်တော်မမူဘာကိုခံရစေမှာပါလဲမြေကြီးပေါ်မှာချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမီတိုင်အောင်ဖျားသခင်ကိုမငြိမ်စေချနဲ့ နောက်ဆုံးမှာကျွန်တော်တို့ရဲ့အခန်းကဏ္ဍဟာယေရှုလင်မြို့ရုပ်ပေါ်ကကင်းဆောင်တွေဖြစ်ထမ်းဆောင်မှုဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဟာတကဘာလုံးလူမျိုးပေါင်းစီဘယ်သူကိုကြင်ညာရမှာပါလဲ။ယေရှုလင်ရဲ့ဘုံတော်ကိုကြွေးကြောက်ပြီးဟောပြောသင်ပါတယ်။ယေရှုလင်ကောင်းကင်ရဲ့မြေကိုကြိုးစိုးလက်ခံရပြီးတွေးဆုံရတာကအကောင်းကြီးရှိဆုံးတန်ရှင်တဲ့မြေကိုဖျားဘူးသွားခြင်းဖြစ်တယ်ဆိုတာကိုပြောပြနိုင်တဲ့ကျွန်တော်တို့အားလုံးဆက်ဆက်ပြကြရမယ်မဟုတ်ပါလား။ ဒါကြောင့်ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သရုပ်သမီးဟာကဘာပေါ်ကကောင်းကင်တာသမီးတွေအလုံးကိုဥတည်ပြီးအလုံးငါတို့ထံသို့လာခဲ့ပါလို့ဗျာဒိတ်ကျမ်းအခန်းကြီး20နဲ့အခန်းငယ်19မှာကြွတင်ဟောပြောထားခဲ့တာဖြစ်ပါတယ်ပြီးတော့ဘုရားသခင်ဟာလူမျိုးပေါင်းတို့သည်ထိုပလင်တို့စီဝေကြွားလိမ့်မည်လို့ပြောပြီးရှင်မြင်းတို့သည်တင်းဘတွေမိဖုရားတို့သည်တင်းကိုမွေးကြသောအမိဖြစ်ကြလိမ့်မည် တင်းချိန်မှာဥညွပြောက်ဝဲ၍တင်းချိန်၌မြေမုတ်ကိုရကြလိမ့်မည်လို့ပြောခဲ့ပါတယ်။ဖျားသခင်ဟာဟေရှာယနဂတိကျမ်းအခန်းကြီး60အခန်းကြီး66အခန်းကြီး60အခန်းကြီး49ဂလာတိဩဝါဒစာအခန်းကြီး၄ဗျာဒိတ်ကျမ်းအခန်းကြီး22စတဲ့ကျွန်းနေဟောစကားမြင်ကွင်းတွေအားလုံးကိုတခုတည်းအဖြစ်ချိန်ဆက်ထားတဲ့လင်းတွေလိုမျိုးအားလုံးကိုချိန်ဆက်ထားခဲ့ပြီးပျောက်ဆုံးခဲ့တဲ့ဤကိုမောင်ပြတွေအားလုံးကိုယေရှုရှင်ကောင်းကင်မေရဲ့ရင်ခွင်စီ ပြန်လာစီခဲ့ပါတယ်လောကလူတွေဟာဒါကိုမသိကြသေးပါဘူးဝိညာဏယေရုရှလင်ကိုဖျားဘူးသွားတာဟာကောင်းကြီးအရှိဆုံးဖြစ်ပြီးကျွန်တော်တို့ရဲ့ဆန္ဒတွေကိုဖြစ်စီပေးနိုင်တဲ့အခုဒီတော့ဏိဒံဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးဆက်ဆက်သိချာရမှာဖြစ်ပါတယ်ဒါကြောင့်တမန်တော်ဝတ္ထုအခန်းကြီး1မှာလဲဖျားသခင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကယေရှုဆိုတဲ့နာမအားဖြင့် ဒီပြည်ကြီးကိုကြွားလာပြီးယေရုရှလင်ကနေမထွက်သွားပဲယေရုရှလင်မှာပဲနေပါဒါဆိုရင်ကောင်းကင်ကနေခမဲတော်စီကဂတိပြုထားတဲ့လက်ဆောင်ကိုရရှိလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ဘယ်လိုလက်ဆောင်ကိုရခဲ့ပါသလဲသူတို့ကပင်နေကုတ်တဲ့ပွဲတော်နေမှာအရင်မို့တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခံရရှိခဲ့ကြတယ်မဟုတ်ပါလားကျွန်တော်တို့တမန်တော်ဝတ္ထုအခန်းကြီး1ကိုဖွင့်ကြည့်ကြရအောင် အဲ့ဒီမှာရုပ်ပိုင်းဆိုင်ရာယေရုရှလင်နဲ့ဝိညာဏဆိုင်ရာယေရုရှလင်နှစ်မျိုးရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာယေရုရှလင်ကတဆင့်ဝိညာဏဆိုင်ရာယေရုရှလင်အကြောင်းနားလည်စေဖို့ကဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတာကိုကောင်းကောင်းနားလည်ပေးကြဖို့မျှော်လင့်ပါတယ်။တမန်တော်ဝတ္ထုအခန်းကြီး1အခန်းငယ်3ကိုအတူကြည့်ကြရအောင်။တမန်တော်ဝတ္ထုအခန်းကြီး1အခန်းငယ်3ကိုကြည့်ရင်အသေးခံတော်မူပြီးလင့်တမန်တော်တို့ဟာ ရက်40ပတ်လုံးကိုကိုပြ၍ဖျားခိနိုင်ငံတော်နှင့်ဆက်ဆိုင်သောအရာတို့ကိုမိမ့်မတ်တော်မူတဲ့40일동안မိမိတက်ရှင်သည့်အကြောင်းကိုခိုင်ရတော်တတ်သိအများအားဖြင့်ပြတော်မူ၏ထိုတမန်တော်တို့ကိုစုဝေးစေတော်မူပြီးလင်ဘလို့မိမ့်မတော်မူခဲ့ပါသလဲယေရုရှလင်မြို့မှာမထွက်မတွာပဲယေရုရှလင်မှာရှိနေမှာပဲတန်ရှင်တော်ဝိညာဉ်တော်ကိုပြီးမှပါလားသူတို့ကယေရုရှလင်မဟုတ်လဲယေရုခေါမြို့နဲ့ဓမ္မတက်မြို့တွေမှာလည်းလက်ခံရရှိနိုင်ပါတယ် တခြားနေရာတွေအလုံးမှလည်းရရှိနိုင်ပါတယ်ဒါပေမဲ့ယေရှုခရစ်တော်ကဆက်ဆက်ယေရှုရှင်မျိုးမှာမထွက်မသွားပဲလို့မှားထားခဲ့ပါတယ်ယေရှုရှင်မျိုးမှာမထွက်မသွားပဲခမဲတော်ဤဂတိကိုငန်းနေမိအကြောင်းမှားတော်မူ၍ထိုဂတိတော်ကိုငါဟောပြောသဖြင့်သင်တို့သည်ကြားသိရကြပြီဂတိတော်အချက်ဟုမူကားယောဟန်ဒီရေ၌ဗတ္တိဇံကိုပေး၏သင်တို့သည်မကြမမြင်မီတန်ရှင်သောဝိညာဉ်တော်၌ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ ဒါကြောင့်ယေရှုခရစ်ရဲ့မှာကြားချက်အတိုင်းတပည့်တော်တွေဟာယေရှုခရစ်ကောင်းကင်ကိုတက်သွားတဲ့နေ့ကစပြီးဆက်ရက်ပတ်လုံးကြိုးစားဆုတောင်းခဲ့ပြီးတမန်တော်ဝတ္ထုအခန်းကြီးနဲ့မှာပင်တော်ကုတ်တပွဲကတဆင်ဘာကိုရရှိခဲ့ပါသလဲအရင်မိုးတိုက်ရှင်တော်ဝိညာဉ်တော်ကိုအပြည့်ဝရရှိခဲ့ပါတယ်။ဒီနေရာမှာလဲယေရှုရှင်ကနေထွက်သွားလို့မဖြစ်ဘူးလို့ယေရှုခရစ်ကအဲ့ဒီလောက်တောင်လေပင်ပျော်ခဲ့တဲ့လိုမျိုးနောက်ဆုံးတော့ခေတ်မှာ ဝိညာဏယေရုရှလင်ဖြစ်တော်မူတဲ့ကောင်းကင်ဘေးထဲမှာရှိနေမှာပဲကျွန်တော်တို့ကတန်ရှင်သောဝိညာဉ်တော်ကောင်းကြီးကိုအပြည့်အဝရရှိနိုင်မှာမဟုတ်ပါလားဒါကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း2900မှာပရောဖက်ဟေရှာယနဲ့ယေရမိတို့ကလူမျိုးပေါင်းအလုံးကယေရုရှလင်စီစုဝေးလာကြလိမ့်မယ်လို့မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်ဟေရှာယအခန်းကြီး60မှာ ယေရှလင်ရဲ့ဘုံတော်လင်ထွန်းလင်းစေတဲ့အချိန်မှာရှင်မင်းတို့တပါးမျိုးသားတို့နဲ့တင်းဤသားတို့ဒီအဝေးကလာကြလိမ့်မည်မိုးတိမ်ကဲ့သို့၎င်းဂျုံမြကဲ့သို့၎င်းပြန်လာသောဤသူတို့ကအဘယ်သူဖြစ်ကြလိမ့်မည်နီလို့ပြောထားခဲ့ပါတယ်အကြောင်းရင်းကတော့ဟေရှာယအခန်းကြီး60နှစ်မှာပြောထားတဲ့အတိုင်းဘုရားသခင်ကအခုတိတ်ဆိတ်စွာမနေပဲယေရှလင်ကမြေကြီးပေါ်မှာလူမျိုးပေါင်းရဲ့ဘုံချီးမွမ်းခြင်းမခံရမချင်းယေရှလင်ရဲ့ကင်းဆောင်တွေကဘယ်လိုလုပ်ပါလို့ပြောပါတယ်လဲ တိတ်ဆိတ်စွာမနေပဲယေရှုရှင်ရဲ့ဘုန်းတော်နဲ့ယေရှုရှင်အကြောင်းကျွန်တော်ဟောစကားကိုသိစေပြီးဟောပြောလို့လို့မိန်တော်မူခဲ့ပါတယ်။ကျွန်တော်တို့ဟာတော့ဆုံးတန်ရှင်တော်ဝိညာဉ်တော်ခင်မှာနေထိုင်နေကြပါတယ်။ကပောက်ကြံခိုင်တုံးခက်ခက်15မှာဖရာသခင်ကတင့်တင့်မိန်မကိုငါဒီရန်ညိုးဖွဲ့စေပြီလို့ကျွန်တော်ဟောပြောထားတဲ့အတိုင်းသာရမဏေဟာအမင်းနဲ့အမြဲတမ်းရန်သူဖြစ်ပါတယ်။항상어머니와더불어서원수관계에놓입니다. လူသားအလုံးကစာနိုင်ရဲ့အုပ်ဆုံးမှုအောက်မှာရှိနေပြီးသူရဲ့ခြေထောက်အောက်မှာရှိနေပြီးတော့စာနိုင်ရဲ့အာဏာနဲ့တကူအောက်မှာဖိနှိပ်ခံနေရပါတယ်။ဒါပေမဲ့စာနိုင်ရဲ့ဖိနှိပ်မှုအောက်မှာမရှိတဲ့သူတွေကရတိတ်ကြအခိုင်ဆက်နဲ့အခန်းငယ်16မှာရှင်းပြထားတဲ့မိမရဲ့ဘယ်သူတွေပါလဲ။ကြံကျွတ်တဲ့အမျိုးနွယ်တွေဖြစ်ပါတယ်။မိမမှကြံကျွတ်တဲ့အမျိုးနွယ်တွေဆိုတာဟာ ဘုရားသခင်ရဲ့ပညာတော်တွေကိုစောင့်ပြီးယေရှုရဲ့တသက်ခံတော်မူချက်ကိုဆွဲလန်းတဲ့လူအုပ်စုတွေမဟုတ်ပါလားဘုရားသခင်ဟာသူတို့ကိုပဲကောင်းကင်နိုင်ငံတော်ရဲ့တော်ဝင်ယေဘရဟိယာဒုကိုခွင့်ပြုပေးပြီးကဘာဆက်ဆက်သာရအသက်နဲ့ကောင်းကြီးတွေကိုရရှိနိုင်အောင်ဘုံကြီးတဲ့လမ်းကိုကြိုတင်ဟောပြောပေးပြီးပြင်ဆင်ပေးထားခဲ့ပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်အားလုံးကကောင်းကင်အဖေနဲ့ကောင်းကင်အမေနောက်ကိုလိုက်လျှောက်တဲ့အဲ့ဒီလမ်းမဟုတ်ပါလားကောင်းကင်အမေပေါ် ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုနှောက်ချက်တားဆီးတဲ့လူအုပ်စုတွေအများကြီးရှိပေမဲ့အဖေဖျားသခင်ကဒုတိယကြိမ်ကြွလာတဲ့ခရစ်တော်ဖြစ်တဲ့ဆိုတာကိုကျွန်တော်တို့ယုံကြည်စိတ်ချမှုရှိရပါမယ်။အဖေကငါဒီဘသူနောက်ကိုလိုက်တယ်လို့ပြောခဲ့ပါတယ်လေ။အဖေကအမေနောက်ကိုလိုက်နေတဲ့အတွက်တာသမီတွေဖြစ်တဲ့ကျွန်တော်တို့လည်းဘယ်လိုလုပ်တာကမှန်ပါသလဲ။ကျွန်တော်တို့လည်းအမေနောက်ကိုလိုက်တာကပညာရှိဆုံးအမျှော်မြင်ရှိဆုံးလမ်းမဟုတ်ပါလား။ အဲ့ဒီလမ်းဟာအဖေရဲ့လမ်းဖြစ်ပြီးအမေရဲ့လမ်းဖြစ်ပြီးကောင်းကင်သွားတဲ့လမ်းဖြစ်ပြီးတော့ကျွန်တော်တို့ရှောက်လမ်းရမယ်လမ်းဖြစ်ပါတယ်။ဒါကြောင့်မိခအနာဂတိကျအခန်းကြီးလေးမှာလမ်းကြီးတော်တို့ကိုဘယ်လိုလုပ်မယ်လို့ပြောခဲ့ပါသလဲ။ကျာတာသွန်နေတော်မူရွေးလို့ပြောပြီးတော့ကျွန်တော်တို့ကအဲ့ဒီလမ်းတိုင်းလိုက်တော်ကြမယ်လို့ပြောခဲ့ပါတယ်။ငါသည်အမေတောက်တို့လိုက်သည်ဆိုတဲ့နှုတ်ကပတ်ကကျွန်တော်တို့ရေးထားတဲ့စကားမဟုတ်ပါဘူး။ ဘသူရဲ့တင်ကြမှုပါလဲအဖေရဲ့တင်ကြမှုဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းအဲ့ဒီလမ်းကိုအဆုံးထိလိုက်လျှောက်ပြီးကောင်းကင်မင်းနဲ့အတူဟမ်ရမနီမိုရှိကွန်ထာရာကောင်းကင်မှာထာရာအသက်နဲ့ကောင်းကြီးကိုဝေးကြော်နိုင်တဲ့ကောင်းကင်သားသမီးတွေအားလုံးဖြစ်ကြဖို့တောင်းဆိုချင်ပါတယ်ဤနာဂတိကျမ်းစကားကိုကြည့်ရှုဖတ်ရနားထောင်၍ရည်သားသမ ्या တို့ကိုစောင့်ရှောက်တော်သူတို့သည်ဘလို့ဖြစ်တယ်လို့ပြောပါတယ်လေမင်္ဂလာရှိကြ၏လို့ပြောထားပါတယ် ကောင်းကင်ကောင်းကြီးတွေကိုယာချိမဲ့သူတွေကတော့အဲ့ဓာတွေအလုံးကိုကြားနိုင်မြင်နိုင်ပြီးစိတ်နှလုံးနဲ့ခံစားလာပြီးတော့သိမြင်လာကြပေမဲ့ကောင်းကင်ကောင်းကြီးတွေကိုမယားရှိမဲ့သူတွေကတော့မြင်ပေမဲ့လည်းဘလို့ဖြစ်မှာပါလဲမြင်လျက်နဲ့မမြင်ကြားလျက်နဲ့မကြားပါဘူးစိတ်နှလုံးရှိကြပေမဲ့လည်းမခွဲခြားနိုင်ကြပါဘူးနားမလည်နိုင်ကြပါဘူးတင်တို့မျက်စိစီမြင်သောကြောင့်မင်္ဂလာရှိတင်တို့နားသည်လည်းကြားသောကြောင့်မင်္ဂလာရှိဆိုတဲ့ ယေရှုခရစ်ရဲ့နှုတ်ကပတမန်ကျမ်းစာရဲ့တင်ကြားမှုကိုဒီနေ့မှနောက်တစ်ချိန်စိတ်နှလုံးထဲမှာနည်းနည်းဆိုင်ဆိုင်ရေးထွင်းထားကြရအောင်ဝိညာဏဆိုင်ရာဖျားဘူးသွားခြင်းအတွက်ကျွန်တော်တို့ဘယ်ကိုသွားရမှာပါလဲယေရှုရှင်လင်ကိုဖြစ်ပါတယ်ယေရှုရှင်လင်ကောင်းကင်အမေစီသွားတဲ့ဖျားဘူးသွားခြင်းကိုလူများစွာစီသိစေပြီးဟောပြောနိုင်တဲ့ကျွန်တော်တို့အားလုံးဖြစ်ကြဖို့တောင်းဆိုရင်း ဝိညာဏဆိုင်ရာတန်ရှင်သောမြေသို့ဖျားဘူးသွားခြင်းဆိုတဲ့တရားဒေသနာအပြင်ကျေးဇူးတော်ရရှိဖို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်